မယားဖြစ်သူကလင်ငယ်ယူသွားတဲ့အခါမှာလင်ကြီးနဲ့လင်များအဖြစ်မှာအလိုအလျောက်တည်းဝင်းကွာရှင်းပြည့်စဲသွားရန်ရောက်ပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥရိဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးများဝေပေးလျက်ရှိပါတယ်မယားဖြစ်သူကလင်ငယ်ယူသွားတဲ့အခါမှာလင်ကြီးနဲ့လင်များအဖြစ်မှာအလိုအလျောက်တည်းဝင်းကွာရှင်းပြည့်စဲသွားရန်ရောက်ပါသလားဆိုတဲ့ ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က1990မတ်တဆ160အမှုကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။အမှုအဖြစ်ပြက်ကတော့ဥပိုးသွယ်နဲ့ဒေါ်ဒေါန်းဆိုင်တို့ကလင်မယားတွေဖြစ်ပါတယ်။ဒေါ်ဒေါန်းဆိုင်ကဥပိုးသွယ်နဲ့ပေါင်းတင်နေစဉ်မှာပဲဥုံမောင်ဆိုသူနောက်ကိုလိုက်သွားပြီးတော့လင်မယားအဖြစ်ပေါင်းတင်နေထိုင်ပါတယ်။အဲ့လိုပေါင်းတင်နေထိုင်တဲ့အပေါ်မှာဥပိုးသွယ်ကဒေါ်ဒေါန်းဆိုင်အပေါ်လင်မယားကွာရှင်းပြက်စဲပြီးစီလိုမှုဖြစ်စေ ။ဦးအောင်မောင်အပေါ်မြေခိုးမှုဖြင့်ဖြစ်စေအေးအေးယူဆောင်ရွက်ခဲ့ခြင်းမပြုခဲ့ပါဘူး။ဒါအပြင်ဦးဘောတွေကဒေါ်အောင်ရင်ဆိုတဲ့အမျိုးသမီးနဲ့နောက်အိမ်ထောင်ထပ်မံထူထောင်ခဲ့ပါတယ်။ဒီလိုနဲ့ဦးဘောတွေကွဲလွန်သွားတဲ့အခါမှာဒေါ်ရောင်းဆိုင်ကဒေါ်အောင်ရင်ဘောဥပိုးတွေကြံခဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစီလိုမှုဖြင့်တရားစွဲဆိုပါတယ်။ဒေါ်အောင်ရင်ကဘလို့ခုခံတယ်လဲဆိုတော့ ဒေါ်တော်ဆိုင်ကဥပိုးအတွေကိုပြစ်ပြီးတော့ထွက်ခွာသွားတဲ့အတွက်လင်မယားကွာချင်းပြက်စဲပြီးရာရောက်တဲ့အကြောင်းဒါကြောင့်ဥပိုးအတွေရဲ့ပစ္စည်းတွေကိုအမွေဆက်ခံခွင့်မရှိတဲ့အကြောင်းဖြင့်ခုခံရှေ့ပပါတယ်။တရားရုံးကမယားဖြစ်သူကလင်ငယ်ယူသွားတဲ့အခါမှာလင်ကြီးနဲ့လင်မယားအဖြစ်မှအလူအလျောက်ဒေဝင်ကွာချင်းပြက်စဲသွားရာရောက်ပါသလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဘလို့ဆုံးဖြတ်တယ်လဲဆိုရင်တော့ဒေါ်တော်ဆိုင်ကဥဦးမောင်နောက်ကိုလိုက်သွားပြီးတော့မှလင်မယားအဖြစ်ပေါင်းတင်နေထိုင်တဲ့အပေါ်ဥပိုးအတွေက ဒေါ်ရွန်ဆိုင်အပေါ်လင်မယားကွာရှင်းပြတ်ဆဲပေးစီလူမှုဖြင့်ဖြစ်စေဥုံမောင်အပေါ်မြေခိုးမှုဖြင့်ဖြစ်စေအရေးယူဆောင်ရွက်ခဲ့ခြင်းမပြုခဲ့တဲ့အကြောင်းဒါကြောင့်ဒေါ်ရွန်ဆိုင်ကဥုံမောင်နဲ့ပေါင်းတင်ပြီးတော့ကလေးတယောက်ရားခဲ့သည်ဆိုအောင်ဥပိုးတွေနဲ့ဒေါ်ရောင်းဆိုင်တို့သည်လင်မယားအဖြစ်မှအလူအလျောက်တရားဝင်ခွာချင်းပြတ်ဆဲသွားရာမရောက်ကြောင်းဖြင့်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တင်ပြမှုကိုအနစ်ချုပ်ရမယ်ဆိုရင်တော့မယားဖြစ်သူကလင်ငယ်ယူသွားတဲ့အပေါ် လင်ကြီးကမရဖြစ်သူအပေါ်မှာလင်များကွာချင်းပြတ်ဆဲပေးစီလိုမှု ဆွဲဆိုအနိုင်ရခဲ့ခြင်းမရှိဘူးဆိုရင်တော့လင်ငယ်ယူသွားယုံများနဲ့လင်ကြီးနဲ့လင်ငယ်ယူသွားတယ်သူရဲ့မိမာတို့သည်လင်များအဖြစ်မှအလိုအလျောက်ကျဲဝင်းကွာချင်းပြတ်ဆဲသွားရမရောက်တဲ့အကြောင်းကိုတင်ပြလိုက်ပါတယ်နောက်တစ်ပိုင်းမှာလည်းဥပဒေဘုဟုသုတရရှိစေမယ့်အကြောင်းအရာတွေကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်